င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီရုတ်ဆက်ရနေပြည်တော်ကအေလာလီတက်ထက်ကိုဒီကနေ့မနက်ပိုင်းမှာပဲ short tight ဒုံးတွေကြာရောက်ပောက်ကွက်ခဲ့ပြီးထိခိုက်မှုတွေရှိထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်မြန်မာနိုင်ငံကလွဲပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးအပါအဝင်နိုင်ငံပေါင်း60ကိုထိုင်းနိုင်ငံမှာဗီဇာမလိုဘဲရပ်ပေါင်း60နေထိုင်ခွင့်ပြုတဲ့အမိန့်ကို ိုင်းအစိုးရကအတီးပြုတ်လိုက်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်းစီရုံဆိုင်ရာနေပြည်တော်ကအေလာလီတက်တဲ့ကိုဒီကနေ့မနက်ပိုင်းမှာပဲ short tight ဒုံတွေကြောက်ရောက်ပောက်ကွက်ခဲ့ပြီးထိကိမ့်မှုတွေရှိထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဇွန်လ16ရက်နေ့မနက်9:00ဝန်းကျင်လောက်မှာပဲ နေပြည်တော်မှာရှိတဲ့အီလာလီတက်ထဲကို short tight ဒုံးတွေကြောက်ရောက်ပောက်ကွဲခဲ့ပြီးထိခိုက်မှုတွေလည်းရှိထတာကိုကနဦးတိထားရတယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကပြောထားပါလေရန်ကုန်ခေတ်တဲ့သတင်းဌာနကနေတဖက်ကတော်လန်ရေးသတင်းရင်းမြစ်တွေစီကိုဆက်သွဲမေးမြန်းရမှာလေနေပြည်တော်ခြေစိုက်တော်လန်ရေးတဖက်တချို့စီမှာ short tight ဒုံးတွေရောက်ရှိနေပြီဖြစ်တယ်လို့မြည်သည့်အဖွဲ့ကစတင်တိုက်ခိုက်နေပြီလဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောထားပါလေခင်ဗျဒီတခါဆက်ချင်တာကတော့ မြန်မာနိုင်ငံကလွယ်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးအပါအဝင်နိုင်ငံပေါင်း60ကိုထိုင်းနိုင်ငံမှာဗီဇာမလိုဘဲရပ်ပေါင်း60နေထိုင်ခွင့်ပြုတဲ့အမိန့်ကိုထိုင်းအစိုးရကအတည်ပြုလိုက်တယ်လို့သိရပါတယ်။ဇူလိုင်လ15ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းဝန်ကြီးချုပ်ဆွဲတတဗစ်စင်ကမြန်မာနိုင်ငံကလွယ်ပြီးတော့အာဆီယံနိုင်ငံတွေပါဝင်နိုင်ငံပေါင်း60ကလာရောက်မဲ့သူတွေကိုဗီဇာမလိုဘဲထိုင်းနိုင်ငံမှာရပ်ပေါင်း60နေထိုင်ခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်လိုက်တာပါ။အဲ့ဒီလိုမြန်မာနိုင်ငံမပါဘဲနိုင်ငံပေါင်း60က ထိုင်းနိုင်ငံကိုလာရောက်မဲ့သူတွေကိုဗီဇာမလိုဘဲရပ်ပေါင်း60ခွင့်ပြုမှုဟာဇူလိုင်လ15ရက်နေ့မှာစတင်အကျုံးဝင်မှာဖြစ်ပြီးအဲ့ဒီအစီအစဉ်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ပြီးတော့မြန်မာနိုင်ငံတစ်ခုတည်းကိုသာခြံရစ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့မြန်မာစစ်တပ်ကပြည်သူတွေကိုလေကြောင်းကနေဘုံကျဲဓာတ်တွေနေအိမ်တွေကိုမိရှုဖျက်ဆီးဓာတ်တွေလူသားတိုင်းအဖြစ်အုံပြုတာတွေအပြင်စစ်သားစုဆောင်းဓာတ်တွေနဲ့အကြမ်းဖက်နေတာတွေကိုချက်ချင်းရပ်တန့်ဖို့ နိုင်ငံပေါင်း38နိုင်ငံရဲ့ကုလသမဂ္ဂတန်အမတ်တွေကပူးတွဲကြေညာချက်ထုတ်ပြီးတောင်းဆိုလိုက်ကြပါတယ်။ဇော်လင်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာနိုင်ငံပေါင်း38နိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်တွေစုပေါင်းပြီးတောင်းဆိုလိုက်ကြတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမြန်မာစစ်တပ်ကပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတက်ခိုက်တာတွေတောက်လျှောက်လုပ်နေပြီးအရသာပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေပါအဆက်မပြတ်လုပ်နေတဲ့အပြင် ပြိပကဖြစ်ပွားရာဒေတာတွေကပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုနေဓာတ်တွေပါလုံနေုံနေမှာကအတင်းကျက်စစ်သားစုဆောင်ဓာတ်တွေပါလုံနေပြီးအကျန်းဖတ်နေတဲ့မြန်မာစစ်တပ်ရဲ့လောက်ရက်တွေကိုရက်တန်းကရက်ဖို့နိုင်ငံပေါင်း38နိုင်ငံကထုတ်ပြန်တောင်းဆိုလက်ကြတာပါဒါအပြင်လက်ရှိမြန်မာနိုင်ငံကပြိပကတွေဟာနေ့စဉ်တိုးမြင့်လာနေတာတွေကြောင့်မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲဟာလဲနက်နက်ရှိုင်းရှိုင်းကိုတိုးမြင့်လာနေပြီးဆိုရင်စရာအခြေအနေကိုရောက်နေပြီဖြစ်တယ်လို့ တပတ်ကမြန်မာစစ်တပ်ရဲ့အယတပီတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်ဒါတွေကိုလည်းလုံးဝလက်ခံနိုင်စရာမရှိတဲ့အတွက်ဒါတွေကိုမြန်မာစစ်တပ်အနေနဲ့ချက်ချင်းရပ်တန့်ဖို့နိုင်ငံပေါင်း38နိုင်ငံကကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်တွေကနေထုတ်ပြန်ကြေညာပြီးတောင်းဆိုလိုက်ကြပါတယ်ခင်ဗျတဖက်မှာတော့မွန်ပြည်နယ်ကြိုင်မရော့အချင်းထောင်မှာနိုင်ငံရေးကျင်းသား၅ဦးကိုထောင်အာဏာပိုင်တွေကအကြောင်းမဲ့ရိုက်နှက် တိုက်ပိတ်ထားပြီး ထောင်တွင်းပုံမှန်တွေနဲ့ပါအမှုရစ်ဆိုင်နေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်တကိုပြောပါတယ်။ဇွန်လ25ရက်နေ့ကပဲကြံမျိုးအချင်းထောင်ကကိုလွမ်းဝေအောင်ကိုဇာနီအောင်ပါဝဲနိုင်ငံရေးအကျဉ်းသား5ဦးကိုအချင်းဦးစီးဘက်ကခိုင်မာတဲ့အကြောင်းပြချက်မပေးဘဲအတင်းအရမဆွဲခေါ်သွားပြီးတော့ရိုက်နှက်တိုက်ပိတ်တာကိုခံထားရတယ်ဆိုပါတယ်။ဒါပြင်အဲ့ဒီလိုအကြောင်းမဲ့ရိုက်နှက်တိုက်ပိတ်ထားတဲ့နိုင်ငံရေးအကျဉ်းသား5ဦးကိုထောင်အာဏာပိုင်တွေက ထောင်တွင်းမတရားပုံမှန်တွေနဲ့ပါအမှုထပ်ဖွင့်ထားတဲ့အတွက်အကျဉ်းသား၅ဦးဟာအမှုပါရင်ဆိုင်နေရပြတ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ရခိုင်ပြည်နယ်မှာငွေသားတွေရှာပါနေပြီးကြက်ငွေတသိန်းထုတ်ရင်ငွေထုတ်က2000အထိပေးနေရတယ်လို့ဒေသခံပြည်သူတွေကပြောကြပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာငွေသားရှာပါမှုတွေဟာတစ်ပြေးပြေးမြင့်တက်လာနေတဲ့အပြင် KBZ Pay Wave Money နဲ့ငွေလွှဲလုပ်ငန်းတွေကနေငွေထုတ်ချင်ရင်ငွေကျပ်တသိန်းကို2000အထိပေးပြီးမှထုတ်နေရတယ်ဆိုပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်တဝက်မှာတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အတွက်ရခိုင်ပြည်နယ်ကမြို့နယ်တော်တော်များများမှာရှိတဲ့ဘဏ်လုပ်ငန်းတွေဟာလည်းရပ်ဆိုင်းနေကြပြီး ပြည်သူတွေမှာရှိတဲ့ငွေကြက်တွေကလည်းပတ်နေရတာဖြစ်တယ်လို့အချို့ငွေလွှဲလုတ်တဲ့သူတွေဆိုရင်မလုတ်နိုင်တော့ဘဲရက်ဆိုင်သွားတာတွေလည်းရှိနေတယ်လို့မင်းပြမြို့နယ်မှာရှိတဲ့ငွေလွှဲလုတ်ကိုင်းသူတဦးကပြောထားပါတယ်လက်ရှိမှာလည်းရခိုင်ပြည်နယ်နေရာအနှံ့တိုက်ပွဲတွေဟာနေ့စဉ်ဖြစ်ပွားနေတဲ့အတွက်ကုံစီစီးဆင်းမှုတွေလည်းရက်တက်နေတယ်လို့တဖက်မှာငွေသားရှာပါမှုတွေဟာလည်းကြုံနေရပြီးစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်တွေကဗန်တွေမှာလည်းမြို့ဝင်ထွက်တွေကိုစစ်တပ်ကပိတ်ထားတဲ့အတွက်ငွေထုတ်လို့မရတာတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျ အခုတခါဆက်ချင်တာကတော့စကိုင်းတိုင်းကဘုတလင်းမြို့နယ်မုံရွာဘုတလင်းရေဦးလက်မှတ်ပေါ်မှာခီးတဲ့တင်ကာနစီရင်တိုက်မှုဖြစ်ပွားပြီးတော့ရင်နောက်လိုက်တဦးသေဆုံးသွားတဲ့အပြင်၁၈ဦးဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဇော်လန်လ၅နှစ်ဖြစ်တဲ့မနိကဘဲမုံရွာဘုတလင်းရေဦးလက်မှတ်ပေါ်မှာ new saint tailline ခီးတဲ့တင်ကာနဲ့ new swan ခီးတဲ့တင်ကာနစီဟာအချိန်ပြင်းပြင်းနဲ့ကိုတိုက်မိခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီနောက်တိုက်မိတဲ့ခီးတဲ့တင်ကာနစီဟာလမ်းဘေးကိုထိုးချသွားပြီး အရှိန်ပြင်းထန်တဲ့အတွက်ကားပေါ်ကယင်နောက်လိုက်တူဟာနေရာမှာတည်းတည်ဆုံသွားခဲ့ရတယ်လို့ကားမှာပါလာတဲ့ခီးဒေ18ဦးလဲဒဏ်ရာတွေရထားကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲဒီယင်တိုင်းမှုအတွင်းကဒဏ်ရာရတဲ့သူတွေကိုတော့ဆေးရုံကိုဝိုင်းဝန်းပို့ဆောင်ပေးခဲ့ကြပြီးစေဝါကူတာမှုတွေခံယူနေကြပေမဲ့အဲဒီဒဏ်ရာရခီးဒေတွေထဲမှာလဲအသက်အန္တရာယ်စိုးရင်ရတဲ့သူတွေပါပါနေသေးတယ်လို့သိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရောင်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ